လက်ရှိနေတဲ့တိုက်ခန်းလေးကိုလည်း2019ခုနှစ်ကားတဲ့125သိန်းနဲ့ရွှေ80ကျပ်သားဝယ်ခဲ့တာတဲ့အခုရွှေစင်းနဲ့တော့ရင်းနဲ့9250တိုက်ခန်းက3500လောက်ပဲစီးရနိုင်တော့တဲ့ရှုံးတယ်လို့ပြောရမှာပေါ့တချို့နေရာကောင်းတွေမြေခွက်တွေတဲ့အစာပေါင်းများစွာပြန်တက်တော့ရွှေဈေးခွက်ကလိုက်မမိပြန်ဘူးတဲ့သူ့နေရာနဲ့သူ့ကံပေါ့လေတဲ့ဟုတ်တယ်ဗျအင်ချမ်းပြေရောင်းတဲ့နေရာမှာတကယ်ကန်စတာလည်းတကယ်စကားပြောတယ်ပေါ့နော်ဟိုဒီကတကယ်တမ်းမကွယ်တမ်းမဝက်တမ်းပြောရမှာဆိုလို့ရှိရင်တိုက်ခန်း ိုယင်းဤမြုံနံမှုကရေရှည်မှာမြေယင်းဤမြုံနံမှုမမီနိုင်တဲ့အချက်ပေါင်းများစွာရှိတယ်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းတိုက်ခန်းတွေဝယ်ခဲ့ဘူးတယ်အဲ့ဒီတိုက်ခန်းကမြေကြီးထဲမှာ350လောက်ပဲရှိတယ်အဲ့ဒီတိုက်ခန်းမြေကြီးထဲ350လောက်ကိုလျံလျံတောက်ပြီးဟော့နေတဲ့အချိန်မှာလမ်းပေါ်မှာမြေခွက်တွေက150လောက်ပဲရှိသေးတယ်ရက်ခွက်တွေကမြေခွက်တွေက350လောက်ပဲရှိသေးတယ်ကျွန်တော်တို့ကတိုက်ခန်းတွေဝယ်လိုက်တယ်ကျွန်တော်မိတ်ဆွေတွေကမြေခွက်တွေဝယ်လိုက်တယ်နောက်10နှစ်15နှစ်ကာလကြာတဲ့အချိန်မှာ လမ်းပေါ်က3150ဆိုတဲ့အခွက်က3000လောက်ပေါက်သွားပြီးတော့အတွင်းပိုင်းကဟလာဟိုဟို3500 3500 3800လောက်ကမြေခွက်တွေက3300ပေါက်သွားတယ်။မြင်ကြီးတက်အရန်ဟော့ခဲ့တဲ့လူကြိုက်များခဲ့တဲ့အလုပ်တွေအများကြီးလုပ်ခဲ့တဲ့လျံလျံတောက်ခဲ့တဲ့တိုက်ခန်းတွေရဲ့မြင်ကြီးတက်ကအခုမှ3200လောက်ပဲရှိသေးတယ်ဆိုတော့ကျွန်တော်တို့ရေရှည်မှာတကယ်အကျိုးအမြတ်အရတွက်ကိန်းတွေရ အရန်ရှုံးပါတယ်။ဒါပေမဲ့ကျွန်တော်က ကွန်ဒိုတွေတော့မစိုးလို့ကျွန်တော်ပုံမှန်တိုက်ခန်းတွေကိုဝယ်တော့မယ်ဆိုလို့ရှိရင်အလားလာကိုကြည့်ပြီးဝယ်တင်တာပေါ့နော်ကျွန်တော်အမြဲပြောတယ်ဗျာအိမ်ကအိုတယ်မြေကမအိုဘူးဒီလိုပဲတိုက်ခန်းတွေဆိုတာကလည်းတပြေ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 းပြေးအိုးလာတယ်အိုးလာတော့လူကြိုက်နေလာတယ်လူကြိုက်နေလာတော့ဈေးနေလာတယ်အယောင်းဝယ်ပါလာတယ်ပုံမှန်ကုန်မှ မရှိမဖြစ်ကိုရှိတာလေးနဲ့ဝယ်ပြီးနေထိုင်မဲ့သူတွေအတွက်ကတော့အဆင်ပြေပေမဲ့ investment လုပ်ချင်တဲ့သူတွေကတော့လုံးဝလက်ရှောင်သွားတယ် အဲ့ဒီအချိန်မှာ investment လုပ်ချင်တဲ့လူတွေကဘယ်ဘက်ကိုလှည့်လိုက်လာလဲဆိုတော့မြေလွတ်တွေမြေခွက်အလွတ်တွေခိုင်မာတဲ့ခရံမြေပါမစ်မြေတွေဘက်ကိုလှည့်လာတဲ့အခါကျတော့သူတို့ရဲ့မြေတွေကလွန်ခဲ့တဲ့10နှစ်15နှစ်ကဝယ်ထားခဲ့တဲ့မြေဈေးတွေနဲ့ရမ်းပဲကွာဟသွားပြီးတော့မှတိုက်ခန်းနေတဲ့မြေခွက်ရင်းနာကရေရှည်ကလာမှအရန်ပဲအောင်မြင်ပြီးတော့အကျိုးအမြတ်ရသွားတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်အများကြီးတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တွေ့ရှိတဲ့အတိုင်းပြန်လဲမျှဝေပါတယ်အရာအလုံးကအမြဲတမ်းမမှန်နိုင်ပါဘူးကိုယ်လည်းပါအောင်မြင်ပါစေ